ားလုံးပဲမင်္ဂလာပါဆရာကိုဆန်းဝမ်းပါဆရာကိုဆန်းဝမ်းကဒီဗီဒီယိုလေးမှာတက်တော့ဆွေတော်မျိုးတော်အပေါင်းဘွားဆက်ပထမဆက်တိုက်ဆက်ငကားဆက်တွေအကုန်လုံးပေါ့နော်ဆရာဆန်းဝမ်းနဲ့ပတ်သက်တဲ့ငကားအဋ္ဌံလေးတွေဆရာဆန်းဝမ်းရဲ့ကျင့်စဉ်အဋ္ဌံလေးတွေကိုလိုချင်တာမျိုးတို့ဝင်ချင်တာမျိုးတို့ဆိုလို့ရှိရင်ဆရာဆန်းဝမ်း request လုပ်ချင်တာကတောင်းဆိုချင်တာက Fiverr ပေါ့နော် Fiverr ကိုကိုမလုပ်တတ်ဘူးဆိုလို့ရှိရင် စိုက်မှာပေါ့နော်သွားပြီးတော့မှသွားအကောင့်လေးဖွင့်ဖွင့်ပြီးတော့မှ Fiverr ကတော့အသက်ပေါ့နော် Fiverr ရေ Telegram ရေစိုက်မှာသွားပြီးတော့မှ အကောင့်ဖွင့်လိုက်ပါလို့ချစ်ခင်စွာနဲ့တိုက်တော့မရစီဝေးများပြရစီပေါ့နော်ဘာလို့လဲဆိုတော့ channel ဒီ TikTok ပေါ့เนาะအဓိကဆို TikTok ပေါ့တော်တော်များများ TikTok သုံးကြတယ်ဒီ TikTok software ကကြတော့ဆရာကိုဆန်းဝမ်းတို့ comment ဆိုလို့ရှိရင်လည်းအယောက်20လောက် comment ပြန်လိုက်တာ ਨੇ reply ပြန်လိုက်တာ ਨੇ သတိပေးစာတမ်းပေါ်လာပြီးတော့မှထပ်ပြီးတော့မှ comment ပြန်လို့မရတော့ဘူးပေါ့เนาะအဲဆရာကိုဆန်းဝမ်းတို့လိုမျိုး အများချစ်ခင်ကြတဲ့လူမျိုးတွေကြတော့အများကြီးပေါ့เนาะချစ်ခင်ကြည့်ရှုသူတို့ များတဲ့လူများတဲ့ပုံမှာဆက်ကိုဆိုင်ဝမ်ဘက်ကအဲ့ဒီလူ အများကြီးကိုတစ်ချိန်နဲ့တည်းတစ်ပြိုင်နဲ့တည်းပေါ့နော် reply ပြန်လို့မရဘူးပေါ့နော်ခက်ခဲတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဆက်ကိုဆိုင်ဝမ်ဘက်ကခုကြည့်နေတော့ညီကောင်မတွေအားလုံးကို Fiverr ဖွင့်ထားပေးပါတော့မဟုတ် Telegram ဖွင့်ထားပေးပါဒါမှမဟုတ် Facebook ပေါ့နော်ဖွင့်ထားပေးပါလို့မြစ်တာရက်ခံတောင်းဆိုချင်ပါတယ်လို့ကိုဆိုင်ဝမ်ဘက်ကနေပေါ့နော်အဲ့တော့ ဆရာကိုဆောင်းဝန်းခုဆိုလို့ရှိရင်ခုနှစ်ရက်မြောက်ရှိခဲ့ပြီပေါ့နော်အဋိဋ္ဌံမဟာသမယတုတ်တော်တစ္ဆာရေစင်အဋိဋ္ဌံကျင့်စဉ်ကိုဆွဲခေါ်ပေးနေတယ်ပြီးရင်နှက်ဖွက်ထားတဲ့ဂါထာရှစ်ခုအဲ့ဒါကိုလည်းသင်ကြားပေးနေတယ်ပြီးရင်မဏိဇောတာပရမယရတနာဂါထာတော်ပတိစိတ်ကြီးကိုလည်းဆရာကိုဆောင်းဝန်းဥဆောင်ပြီးတော့မှခုနှစ်ရက်သာသမီပွားစားပဋ္ဌာန်းဆွေတော်မျိုးတော်တိုက်ဆက်အပေါင်းဆွဲခေါ်ပေးနေတယ်ပြီးလို့ရှိရင်ရွှေဝင်ငွေဝင်အဋိဋ္ဌံကိုလည်းကလူတွေမှာပေါ့နော် Facebook group နဲ့ Telegram group ဖွဲ့ပြီးတော့မှ group ထဲမှာဆရာဆိုင်ဦးဆောင်ပြီးတော့မှဆရာဆိုင်လည်းဝင်နေပေါ့နော်ဆွဲခေါ်ပေးနေတယ်ပြီးတော့အကျိုးအပြစ်တွေပေါ့နော်ဒီအဋ္ဌံဝင်တဲ့အတွက်ဘလို့အခက်ခဲတွေတွေ့ရတယ်ဘလို့အောင်မြင်မှုတွေတွေ့ရတယ်ရာအစဆရာဆိုင်နဲ့ဓာတ်ရိုက်ဆက်သွယ်ခွင့်ရပြီးတော့မှဓာတ်ရိုက်ပြောကြားခွင့်ရပြီးတော့မှတိတိချာချာလေးကိုဆရာဆိုင်တင် जा ပေးနေတယ်ပေါ့နော်ဒါကြောင့်မလို့အရေးကြီးတာကဒီ Telegram မှာ comment မှာတော့၎င်း မက်ဆေ့ချာမှာတော့လကောင်းပါတော့ဆရာကြီးဝင်ချင်လို့ပါဆရာကြီးဝင်ချင်လို့ပါတို့လာပြောလေဆရာဆိုင်ဘက်ကဘာမှလုပ်လို့မရဘူးပေါ့နော်အဲ့တော့ Fiverr အရင်အကြီးပါတယ် Fiverr Sign One Fiverr Channel နဲ့ Sign One Telegram Channel Channel ပေါ့အကောင့်မဟုတ်ဘူးနော် Channel ဆိုတာရှိတယ်ပေါ့နော်မတကယ်လို့မသိဘူးဆိုလို့ရှိရင်ဆရာခုလက်ရှိပြောတဲ့စကားအထိကိုချစ်တော်မိတ်ဆွေလူကြီးမင်းတွေကနားမလဲဘူးပေါ့နော်မတက်ဘူးမသိဘူးဆိုလို့ရှိရင်နားလေတဲ့ တက်တဲ့ဖုံးဆိုင်ပေါ့နော်နီးစရာမြို့တိုင်းမြို့တိုင်းမှာဖုံးဆိုင်ရှိမှာပဲလေနော်ဖုံးဆိုင်မှာသွားပြီးတော့မှတိုင်နေပြီးပါသွားမေးပြီးပါလို့ဆရာဆိုင်ဘက်ကနေပြီးတော့မှနောက်ဝင်လာမယ့်အစ်စ်တွေအတွက်စေတော်မျိုးတော်ဘွားဆက်ပထဆက်တိုက်ဆက်တွေအတွက်ကိုခွန်အားလေးပေးချင်ပါလေလို့ဆရာတို့အားလုံးကမွေးကလေးကဘယ်သူမှတက်တဲ့သူတွေမပါကြဘူးလေနော်မွေးလာကလေးကဘယ်သူမှတိတဲ့သူတွေမပါကြဘူးတက်တဲ့သူတွေမပါကြဘူးဒီလိုပဲတဆင့်ချင်းတဆင့်ချင်းနဲ့ စ조사ရတာပဲပေါ့เนาะဆရာဆိုင်ဆိုလို့ရှိရင်ခုချိန်ကြီးတန်တန်းနေတက်နေသေးပဲပေါ့เนาะကိုမသိတဲ့ပညာတွေကိုမတက်တဲ့ပညာတွေပတ်စံ investment လုပ်ပြီးတော့ငွေအကုန်ကြေးချခံပြီးတော့မှအချိန်ကြီးအကုန်ခံပြီးတော့မှအခုချိန်ကြီးတင်ကြားနေသေးပဲပေါ့เนาะမရက်သွားဘူး landing ကိုမရက်သွားဘူးပေါ့เนาะအချိန်ကြီးများတင်ကြားနေသေးပဲပေါ့เนาะအဲ့တော့ဒီဗီဒီယိုလေးကိုကြည့်ကြမယ်ဘောဝဆက်ပထန်းဆက်စေတော်မျိုးတော်တိုက်ဆက်အပေါင်းအားလုံးကိုတိုက်တွန်းချင်တာက Fiverr ဖွင့်ထားဖို့လိုအပ်ပါတယ် Telegram ဖွင့်ထားဖို့လိုအပ်ပါတယ် Facebook ဖွင့်ထားဖို့လိုအပ်ပါတယ်တချို့ရှိရင်မသုံးဘူးပေါ့နော် community community ပေါ့နော်လူမှုပတ်ဝန်းကျင်နဲ့ဆက်သွယ်ခြင်းနဲ့ဆိုတော့မသုံးလို့မရဘူးအဓိကအလုပ်လုပ်ခြင်းနဲ့ပေါ့နော် အလုပ်လုပ်ခြင်းနဲ့ဆိုလို့ရှိရင်တော့မသုံးလို့မရဘူးသုံးရမယ်ပေါ့နော်အဲ့ဒါလေးကိုတော့ဆရာဆိုင်တိုက်တွန်းခြင်းနဲ့ပေါ့နော်အဲ့တော့ Viber နဲ့ Telegram channel ဖွင့်ထားပေးပါလို့ပြီးတော့ဒီ TikTok Messenger ကလည်းလူအယောက်20လောက်ပို့လိုက်တာ ਨੇ တက်တော့ဘန်းသွားရောဆက်ပို့လို့မရတော့ကြီးကြီးမားမားအလုပ်တွေလုပ်လို့မရဘူးပေါ့နော်အယောက်20လောက်ပို့လိုက်တာနဲ့တက်တော့ messenger မှာစာဆက်ပို့လို့မရတော့ဆရာဆိုင်တို့ဘက်ကစာဆက်ပို့လို့မရတော့ဆရာဆိုင်ရဲ့အကောင့်ပေါ့နော်ပြီးရင်ကင်မရာဓာတ်ပုံဖိုတိုအေဘန်မပါလာအောင်ပုံပို့လို့မရအောင်ပုံပို့လို့လုံးဝအခက်အခဲရှိရပေါ့နော်ငွေလွှဲ screenshot တွေပါတယ်ဆိုပို့လို့အရန်ခက်တယ်ပေါ့နော်ပို့လို့မရအောင်အဲ့အတွက်ကြောင့်မလို့ဆရာဆိုင်ကလည်းပြီးတော့နိုင်ငံခြားမှာနေတာဖြစ်တဲ့အတွက် Fiverr စိုင်းဝမ် channel နဲ့ Telegram စိုင်းဝမ်း channel ကိုဆက်သွယ်တာတော့အကောင်းဆုံးပဲပေါ့နော်ပြီးတော့ဆက်ဆိုင်ရဲ့ဖုန်းနံပါတ်ကမြန်မာဖုန်းနံပါတ်399 444 6089အဲ့ဒီတလုံးနဲ့ပဲအသုံးပြုတယ်เนาะ39 55လုံးပေါ့၄ကြီးပဲ5လုံး4 4 4ကြီးပဲ5လုံး6089ကိုဆရာဆိုင်အဲ့တလုံးနဲ့ပဲအသုံးပြုတယ်ပေါ့เนาะ channel phone ဆိုရင်အလူလိမ့်မယ်เนาะအဲ့တလုံးနဲ့ပဲအသုံးပြုတယ်အဲ့တော့ဆရာဆိုင်ဒီဗီဒီယိုလေးမှာပြောချင်တာအဲ့လေးကိုအရင်ဦးဆုံး တောင်းဆိုခြင်းနဲ့တိုက်တွန်းခြင်းနဲ့တခြားလေးဆက်ဆက်တွယ်ဖို့လိုအပ်တယ်ပေါ့နော်ဖွင့်ထားဖို့အကောက်ဖွင့်ထားဖို့လိုအပ်တယ်ဘယ်သူမှမွေးကြတဲ့တိတဲ့တက်တဲ့လူမပါဘူးလေမသိရင်မေးရမှာပဲလေးလာရမှာပဲ YouTube မှာလေးလာလည်းရတယ်စိုင်မသွားခြင်းမို့ဆို YouTube YouTube မှာလေးလာပါလို့တိုက်တွန်းခြင်းနဲ့နော်နောက်တစ်ခုကကြတော့ဆရာဆိုင်ရဲ့ငကားတိတ်ထံနဂါးဒိဋ္ဌံကအလွန်အင်ပတန်အစွမ်းထက်တယ်။နဂါးဒိဋ္ဌံကိုကတ်ပြီးတော့မှနဂါးဒိဋ္ဌံကိုနဂါစာတင်ပြီးတော့မှဆရာဆိုင်ရဲ့ကိုပိုင်ဒိဋ္ဌံပေါ့နော်။အိမ်ချမ်းမြေရောင်းထွက်ကြတဲ့သူတွေအများကြီးပဲ အများကြီးပဲအဲ့တော့ရုံရုံကြည်ကြည်နဲ့လုံလုံလုံကြပါလို့တိုက်တွန်းကြတယ်ပေါ့နော်ငကားဒိတ်ထံဆရာဆိုင်ရဲ့ငကားဒိတ်ထံပေါ့နော်ငကားဒိတ်ထံကအိမ်ချမ်းမြေအတွက်လည်းအထူးတင့်လျော်တယ်တော်တော်လေးကိုအစွမ်းထက်တယ်ပြီးရင်ကားတွေရောင်းထွက်ချင်တဲ့သူတွေလည်းအဆင်ပြေတယ်ရောင်းခြင်းအမျိုးမျိုးသောဘွားဆက်ပထဆက်ဆွေတော်မျိုးတော်တိုက်ဆက်တွေအတွက်ကိုအဆင်ပြေစေတယ်ငကားဒိတ်ထံကသူတက်ဆာဆိုးဘုံကပုံစံနီးလန်းရှိတယ်ပေါ့နော်အဲ့ဒီတက်ဆာဆိုးဘုံပုံစံနီးလန်းကိုတေချာလေးအဆိုမရမယ် ပြောလို့ရှိရင်သူလည်းတက်တဲ့စီမင်းစီကန်းနေရှိတယ်ပေါ့နော်။ဗျာမရာကတ်လို့မရအောင်ဆရာဆိုင်တော့ကနော်။အားကြောင့်မလို့သေးသေးချာချာလေးဆက်သွယ်စေခြင်းနဲ့သေသေးချာချာလေးလုံးစေခြင်းနဲ့လို့ဆရာဆိုင်ကတိုက်တွန်းဝေမျှပါတယ်။ဒီဗီဒီယိုလေးနဲ့ဆရာဆိုင်တိုက်တွန်းဝေမျှပါတယ်ပေါ့နော်။ငကားဒိတ်ထံပေါ့နော်။တကယ်လှုပ်ကြည့်ကြည့်ပါ။ထူးခြားတယ်ပေါ့နော်။မေတော်လက်ချမီအစွမ်းထက်တယ်လို့ပဲဆရာဆိုင်ရဲ့ဒီငကားဒိတ်ထံကလည်းတော်တော်လေးကို powerful ဖြစ်တယ်တော်တော်လေးကိုအစွမ်းထက်တာကိုတွေ့ရတယ်ပေါ့နော်ရုံကြည်ကြည်နဲ့လှုပ်ဖို့ လိုအပ်တယ်ဆိုတာကိုဆရာဆိုင်တိုက်တွန်းဝင်များပေးခြင်းပါတယ်လို့နော်အဲ့တော့ဆရာဆိုင်ရဲ့လက်ရှိ Facebook group ထဲမှာရော Telegram group ထဲမှာရောတခြားလေးကိုဆွဲခေါ်ပေးနေတယ်ဆရာဆိုင်ကိုယ်တိုင်လည်း update ဖြစ်သွားနဲ့တင် जा ပေးတယ်ပြောပြပေးတယ်အသေးစိတ်တွေပေါ့နော်ဘလို့ဘလို့လောက်ရတယ်ဘလို့ဘလို့ဝင်ရတယ်ဆိုတော့ဟိုဆရာဆိုင်ဥဆောင်ပြီးတော့မှတခြားလေးတွားပေးတာဖြစ်ပါတယ်နော်အဲ့တော့ကြောင့်မလို့ တကယ်လို့ချေရတော့ညီကောင်မတို့မများခုမှဝင်လာမယ်ပေါ့နော်ဒီ addiction တွေဆရာဆိုင်ရဲ့ addiction တွေအကုန်လုံးကိုအခုမှဒီ video လေးကိုတွေ့လို့အခုမှဝင်လာတယ်ဆိုလို့ရှိရင်ဘွားဆက်ပထဆက်ဆွေတော်မျိုးတော်တိုက်ဆက်ငကဆက်တွေအကုန်လုံးအဆရာဆိုင်ကိုတခြားလေးရအောင်ဆက်သွယ်ပေးပါဆရာဆိုင်တခြားလေးဆက်ဖို့ပေးနေတယ်ရောက်တဲ့နေရာကနေအမိလိုက်လို့ရပါတယ် နော်စိတ်ပြက်စရာမလိုဘူးအငြင်းစရာမလိုဘူးရောက်တဲ့နေရာကနေအမိလိုက်လို့ရပါတယ်နော်အဲ့တော့မဟာသမယသုတ်တော်တစ္ဆာရည်စင်ဒိဋ္ဌံကျင့်စဉ်ကကြတော့ရွှေခွက်လိုမယ်ပေါ့နော်ရွှေခွက်လိုမယ်အဲ့တော့တစ္ဆာရည်တောက်ရမှာရွှေခွက်နဲ့တစ္ဆာရည်တောက်ရမှာပြီးတော့မိမိဒီဒိဋ္ဌံဝင်ကြမယ်ဘာသာပထဆက်တိုက်ဆက်ဆွေးတော်မျိုးတော်တွေကိုမိမိအိမ်မှာရှိတဲ့ဖះเจ้าတော်ရာကိုရွှေရောင်အတုံးဆောင်တွေကိုတုံးဆွဲပါအဲ့ဒါလေးကိုတိုက်တွန်းခြင်းနဲ့ပြီးတော့တကူရီတန်ရှင်းရီတန်တန်ရှင်းရှင်းနေပါမှုမှုန့်ချင်ချင်နေပါတန်တန်ရှင်းရှင်းနေပါအ ပြလို့ရှိရင်ဒီကြီးမားတဲ့အင်မတန်အစွမ်းထက်တဲ့အင်မတန်အဖြတ်များတဲ့ဒီဒိဋ္ဌန်တွေကိုဆောင်ရွက်တော့မယ်ဝင်တော့မယ်စ조사တော့မယ်ဆိုလို့ရှိရင်ဆရာဆိုင်ဝမ်ဘက်ကတတိပေးစရာလေးတစ်ခုရှိရပါတော့ဝစီကံကိုအင်မတန်ထိမ့်ပါဝစီကံပေါ့နော်ဝစီကံပြန်ပြောချင်တာမျိုးတွေဝစီကံမိုင်းရိုင်းချင်တာမျိုးတွေ judgmental လောက်ချင်တာမျိုးတွေတရားသူကြီးလောက်ချင်တာမျိုးတွေတရားသူကြီးမှလောက်ချင်တာမျိုးတွေ ကိုအရေးကိုအရာကိုကိစ္စမဟုတ်ဘဲနဲ့နေရာတကာဝင်ပါကျင်တာမျိုးတွေနေရာတကာဝင်ပြီးတော့တကယ်တမ်းအကြောင်းအရာကိစ္စတခုဆိုရှယ်မီဒီယာပေါ်ကအကြောင်းအရာကိစ္စတခုကိုနိုင်နိုင်ကာကာနင်းနင်းချွတ်ချွတ်စဉ်းစားပြီးတော့မှတွေးကြည့်ကြည့်လိုက်ကိုကိစ္စလည်းမပါဘူးကိုအကြောင်းလည်းမပါဘူးကိုသဘင်းကိုစားကိုအလုပ်ကိုလုပ်ပြီးတော့မှကိုအကြောင်းလည်းမဟုတ်ဘူးသူသူများအကြောင်းကိုဝင်မပါတာအကောင်းဆုံးပဲပေါ့နော်ဒီအဋ္ဌထံဝင်မဲ့သူတွေအဲ့ဒါလေးတိကျမှတ်ထားပေးရမယ်နော်အဲ့တော့အရင်အရေးကြီးတယ် အတက်နိုင်ဆုံးဝစီပိတ်ကျက်နိုင်ရင်အကောင်းဆုံးပဲစကားကိုနဲသက်နဲအောင်ဒီဒိဋ္ဌံပေါ်မှာပဲ focus ထားပြီးဒိဋ္ဌံကိုပဲအားစိုက်ထုတ်ပြီးတော့မှကြင်ကြံအားထုတ်တာတော့အကောင်းဆုံးပဲလို့တော့ဆရာဆိုင်ဝေမျှပေးခြင်းပါတယ်လို့နော်ဝစီရအဓိကပဲနော်ဒီဝစီကြောင့်ပဲဒုက္ခရောက်မှာဝစီကြောင့်ပဲငရဲကြမှာဝစီကြောင့်ပဲအကုသို့ဖြစ်မှာမာနတ်နတ်ဆိုးကဝစီရနေပဲလာမှာတခြားနေရာကနေမလာဘူးမာနတ်နတ်ဆိုးတွေကဝစီရနေပဲတို့ရတိုက်မှာနော်အဲ့တော့ကြော်ဖြတ်နိုင်ကြပါစေလို့ဆရာဆိုင်ဆုတောင်းပေးလိုက်ပါတယ်